ရှမ်းပြည်နယ်ရှေ့ပိုင်းမယောင်မြို့နယ်ပြန်စားရင်းနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမ၌ယနေ့နေ့နဲ့ပိုင်းကကလင်းလုံးတမားပပျောင်ရင်ဆိုင်ရာတိပညာပေတပ်ရှိုးကိုစီမပြုလုပ်ရာမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှုဦးအောင်မျိုးထွန်းကယခုလိုဆွံ့ရခဲ့ပါတယ်ရှင်။ ILO စစ်တမ်းများရာနိုင်ငံသီးသီးတွင်လုံးလုံးကိုင်သောလူငယ်လူရွယ်ဦးရည်သည်ကမ္ဘာလူဦးရေစုစုပေါင်း၈၈ရာခိုင်နှုန်းနှင့်ညီမျှသော တစ်ဘီလီယံခန့်ရှိပြီး၎င်းတို့နဲ့အသက်9နှစ်မှ18နှစ်ကြာကလေးလူသမားများမှာ152တန်ခန့်ရှိပါတယ်အဆိုပါရေတွက်ထဲမှာ83တန်ခန့်ဟာဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်တဲ့အာရှနဲ့ပစိဘိတ်ဒေသတွေမှာရှိပြီးတော့ NGO ရဲ့လုပ်ငန်းခွင်များမှာရောက်ရှိနေကြပါတယ်ခင်ဗျာမြန်မာနိုင်ငံအားဆင်းရဲနှမမှုများနဲ့ရွှေပြောင်းနေထိုင်ရမှုများ ရာသီဥတုပြောင်းလဲခြင်းနဲ့အကျိုးဆက်ဖြစ်ပေါ်လာသည့်တဘာဝဘေးရဲ့နေထိုင်ချောင်းစားရည်ရိတ်ကာမဖူးလုံးမှုများလူမှုစီးပွားဘဝများအကျက်တဲများနဲ့ရင်ဆိုင်နေရသည့်နိုင်ငံတကာနိုင်ငံဖြစ်ရာကလေးလူသမားများ ပုံမများပြသစီရေးအတွက်တွန်းပို့နေသလိုဖြစ်နေပါတယ်ခင်ဗျာကလေးလုံးသမားပြဿနာကနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့လူနေမှုဘဝမြင့်မားမှုပညာရေးဖွံ့ဖြိုးတိုးတက်မှုများနဲ့တိုက်ရိုက်သက်ဆိုင်လျက်ရှိရာကလေးလုံးသမားများရှောင်းရှားရေးကိုအကောင့်တွေဖော်ရနိုင်၎င်းတို့ကိုလုပ်ငန်းခွင်များအတွင်းမှာရှာဖွေဖို့တို့ကဖယ်ရှားပြည်ုံပြင်အောင်မြင်မှုရရှိနိုင်မည်မဟုတ်ပေဥပဒေရှုထောင့်အပြင်လူမှုရေးရှုထောင့်မှာရှင်းကပ်မှုကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်ခင်ဗျာလူဘဝမှာမိသားစုမရှိတဲ့ကလေးများကဘာပေါ်မှာ ထိခိုက်နိုင်ဆုံးသောသူများဖြစ်ပါရခင်ဗျာပြိပခါများစစ်ပွဲများလူမျိုးရေးမငြိမ်သက်မှုများနဲ့အေးမြေပြိုင်ဆိုင်မှုများအာတံပေါင်းများစွာသောကလေးသင်ငယ်များကိုမိဘများအဖြစ်တွန်းပို့ခဲ့ပါတယ်မိဘများနဲ့ကလေးပြုစုဆောင်ကျသူများအနေဖြင့်မိမိတို့ပြုစုဆောင်ကျရသောကလေးများရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအဖွံ့အစည်းတိုးတက်မှုတို့ကိုအမြဲမျက်ရှိမပြတ်စောင့်ကြည့်သည့်ရှိတာရန်လိုအပ်ပါတယ်ကလေးသင်ငယ်များ၌အာဟာရတတ်မပြည့်ဝခြင်းကျန်းမာရေးရှုတ်တဲ့ခြင်း ဆရာတကြွခြင်းမရှိခြင်းအသက်အရွယ်လာရှိသည့်ဤဖွံ့ဖြိုးတိုးတက်မှုများမရှိပါကကလေးသင်ငယ်နှင့်ပတ်သက်သောကျန်းကျင်ပညာရှင်များဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့်ပြသ၍အကူအညီခြင်းနှင့်ကြံဉာဏ်များရယူသင်ပါသည်။တိုင်းပြည်ဤစီးပွားဖွံ့ဖြိုးတိုးတက်စေသည့်မူဝါဒများကိုထိရောက်စွာအကောင်အထည်ဖော်နိုင်ခြင်း ညာရေးနှင့်အတမူအကြောင်းပညာအခွင့်လမ်းများဖန်တီးပေးခြင်းနမ်ပါသည့်မိသားစုများအတွက်ပုံမှန်ကောင်းမွန်သည့်လူမှုစီးပွားဘဝရရှိစေရန်ဖန်တီးပေးခြင်းတို့ကိုဟန်ချက်ညီလှုပ်ဆောင်နိုင်မှသာလုပ်ငန်းဝင်တွင်ရှိကလေးလုံးသမားအချို့အစားကိုရှော့ရှနိုင်မည်ဖြစ်ကြောင်းဆွေးနွေးလိုက်ရပါတယ်ခင်ဗျာကျမနန်းစီဖောင်းပါရှင်